ရိုဟင်ဂျာတွေကိုနိုင်ငံသားပေးမလားဒါမှမဟုတ်မွတ်စလင်နိုင်ငံမြေပေးမလားအဲ့နှစ်ခုမြန်မာရွေးချယ်ပါဆိုပြီးတော့2019ဩဂုတ်လ2ရက်နေ့မှာမလေးရှားဝန်ကြီးချုပ်မာဒီယာမိုဟာမက်ကတင်ခေါ်ထားပါတယ်ဒါမလေးရှားရဲ့အိမ်မက်ပါပလေးရှား dream ပါအဲ့ဒါကတော့သူတို့နိုင်ငံမျိုးဖက်အကြဆုံးမြန်မာနိုင်ငံရခိုင်ပြည်သားမှာ Islamic နိုင်ငံတစ်ခုပေါ်ပေါက်လာရေးဆိုတဲ့သူတို့ရဲ့မဟာပြူပါပါအဲ့ဒီမဟာပြူပါကို NLD အစွတ်လက်ထက်ထဲကစကစားနေပြီပဲ အကြောင်းမညင်ညွတ်လို့သူတို့ဒီကိစ္စကိုရှင်းလင်းတင်လို့မရတဲ့အချိန်မှာကျွန်တော်တို့တော့22ခုနှစ်နိုင်ငံစမအုပ်ချုပ်ရေးကောင်စီဆိုတာတက်လာတဲ့အခါမှာကြတော့ကျွန်တော်တို့အာဆီယံထဲမှာကွန်ဆီယာထောင်ချောက်ဆင်ပြီးတော့ကျွန်တော်တို့ဖိုက်ဖိုက်ကွန်ဆန်ဆန်ဆိုတဲ့ဒူညီဆန္ဒ၅ချက်ကိုကျွန်တော်တို့ဆော့ပုတ်ရှင်းပြခဲ့တဲ့အတိုင်းပဲအဲ့ဒီဂျကာတာဆွေးရွေးမှာကြိုတင်မပြောဘဲနဲ့ဩဂရိုင်းရဲ့မိခွန်းမှာထည့်ပြီးကျွန်တော်တို့ခြင်အောင်လိုက်တာဖြစ်ပါတယ်ကျွန်တော်မြင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီအာဆီယံ မှာမလေးရှားနဲ့ဝိုင်းထောင်တိုင်းထောင်ချောက်ကနေကျွန်တော်ရောထွက်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Ranger ခေါ်ဘင်ဂါလူ issue နဲ့ပတ်သက်မှာပြောပါကျွန်တော်တို့ပြင်ဆင်ထားဖို့လိုပါဒီအချက်တည်းကဘယ်လိုမူရင်းမရောက်နိုင်ဦးဆောင်နဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုရရဲ့အချက်တည်းမဟုတ်ပါဘူးတပြိုးသားလုံးရဲ့အချက်တည်းပါနောင်ဘယ်ဆိုတာတက်လာတက်လာအာဆီယံမှာကျွန်တော်တို့စက်တိုက်ဘယ်ဆိုရမဆိုဖြစ်ရှင်းရမယ်အမျိုးသားရေးပြဿနာပါ National Crisis ပါအကျွန်တော်တို့အခုတည်းကမဟာပြောချမ်းပတ်ဖို့လိုပါတယ်လို့ကြံပြူးကြပါတယ်